နောက်ဒီကနေ့ွယ်လွန်သူမိခင်ကြီးဒေါ်အေးသန်းအားရည်စူးပြီးတော့ဖခင်ကြီးဦးကြည်စိုးဟာအမှုထားကသားဖြစ်သူ မောင်နိုင်လင်းစိုးသမီးဖြစ်သူမဇာကြီးစိုးဝင်းနာပက်ထရိုကုမ္ပဏီလီမိတက်မိသားစုတို့က နိုင်ငံတော်ပြည်ရတိသာသနာတက္ကသိုလ်သို့လာရောက်ပြီးတနေ့တာဆွမ်းဆက်ကလူထမ်းနဲ့ကုသိုလ် ပင်သင်္ဃာတော်၅ပါးအားလည်းပဲသင်္ဃာနဲ့နဝကမ္မဆက်ကလူတန်းနဲ့ကုသအပါဝင်တက္ကသိုလ်အတွက်အသုံးပြုရန်သေနာသနာပရိဘောဂလို့ခေါ်တဲ့ကိုဇောလေးနှစ်လက်ကိုလည်းပဲဆက်ကလူတန်းနဲ့ကျက်တည်မင်္ဂလာနဲ့ပြည့်စုံတဲ့အချိန်ခါကာလဖြစ်ပါတယ်။အဲဒီလိုကျက်တည်မင်္ဂလာနဲ့ပြည့်စုံတဲ့အချိန်ခါကာလမှာအချိန်ခါကာလအားလျော်စွာ လူရှင်များဝမ်းမြောက်ဖွယ်တရား အနေငယ်များဟောကြားနာကြရအောင်ဒီတော့ဒီနေ့မှာစွမ်းဆက်ကလူရန်လာတယ်ဒါနှစ်စင်နှစ်စင်လူရန်လာတာနော်ပင့်သင်္ဃာတာပင့်သင်္ဃာတော်များအားလည်းပဲလူရန်လာတာဟာဒါနှစ်စင်နှစ်စင်ပဲအဲဒီနေ့ထူးခြားတာကတော့ဖြင့်သေနာသနပရိဘောဂလို့ခေါ်တဲ့ကိုဇောဒိတ်နှစ်လိပ်ပါပူတွဲပြီးတော့လှူဒါန်းတာဖြစ်တဲ့အတွက်ဒီအလူကတော့ပိုးရပိုးရထူးခြားတယ်လို့ပြောဆိုရမှာဖြစ်ပါတယ်။ဒါတော့ဘုန်းကြီးတို့ရဲ့ဒေသနာတော်မှာသေနာသနာပရိဘောကို စတ္တိယဌာနိယောဝါဆိုတဲ့အစုံမိတ်တရားရှိပါတယ်။ကြောင်းသုံးပရိဘောကကြောင်းသုံးဆောင်ပစ္စည်းတွေဆိုတာဟာဇီရီနဲ့လားတူတယ်တဲ့ဇီရီလိုပဲတဲ့။အဲ့ဒါဇီရီတော်ကိုဘုဒ္ဓဘာသာသူတော်စင်တွေဟာယူသေးလေးစားထိုက်တယ်လို့ပဲကြောင်းသုံးဆောင် ပစ္စည်းတွေကိုလည်းပဲတရုတ်တတိတလေးတစားဒီလိုအသုံးပြုတဲ့နယ်လို့နော်ဒီလိုဆိုလိုတာဖြစ်ပါတယ်။ဒီတော့ဒါကိုကြည့်လိုက်တဲ့အခါကျတော့ ူ့ရဲ့အပြန်အဓိပ္ပာယ်ကငါတို့ကဇီတိတစုတယ်လိုက်တယ်လို့ပဲအဲ့ဒီကုသူရုတွေရတယ်လို့ဒီလိုကြဲကြဲပြန့်ပြန့်စိတ်ကထတ်တတ်ကြရမှာဖြစ်ပါတယ်လောကမှာဖရာပြုဇီတိတွေကိုတမျက်တနှုတ်တန်ဖိုးထားတယ်လို့ပဲဒီကျောင်းသုံးပရိဘဝလို့ခေါ်ရတဲ့ဒီပစ္စည်းတွေကိုလည်းပဲတမျက်တနှုတ်တန်ဖိုးထားမယ်ဆိုလို့ရှိရင်ဇီတိတဲတယ်လို့ပဲအကျိုးသက်ရောက်မှုတွေရှိတယ်လို့ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ဒါကြောင့်မို့လို့ အဲ့ဒီအကျိုးတရားတွေနော်ငါတို့မိသားစုတူတွေဒီကနေ့အောင်းအောင်မြင်မြင်နဲ့ရရှိကြပြီးထူးထူးခြားခြားရရှိကြပြီးလို့ဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်ကြရမှာအဲ့တော့ဒီကနေ့လောက်တဲ့ကုသိုလ်အားလုံးဟာလွန်ခဲ့တဲ့နှစ်များကဘုရားဓမ္မလွန်ကွင်လွန်သွားတဲ့မြေကြီးဒေါ်အေသန်အားလည်းကျေးဇူးဆက်တဲ့အနေနဲ့နော်ဖခင်ကြီးအားလည်းပဲဒါကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ပြုလုပ်တဲ့ကုသိုလ်ဆိုလို့ရှိရင်လည်းမှားနိုင်စရာအကြောင်းရှိပါဘူး လောကမှာကျေးဇူးအကြီးဆုံးပုဂ္ဂိုလ်ကိုညွန်ပြပါဆိုရင်မိဘနှစ်ပါးကိုပဲထိတ်ကထားပြီးတော့ညွန်ပြကြရမှာဖြစ်ပါတယ်။ဘာလို့မိဘနှစ်ပါးဟာကျေးဇူးများတာတော့ကျေးဇူးကြီးတာတော့လို့တဆင့်တက်စဉ်းစားမယ်ဆိုလို့ရှိရင်ရိုးရိုးစင်းစင်းလွယ်လွယ်လေးပဲစဉ်းစားတော့တိတ်ခက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 ်စဉ်းစားမနေနဲ့။အခုလိုငါတို့လူဘဝရောက်လာတာဘ누구ရဲ့ကျေးဇူးတော့ နော်မိဘမရှိဘဲနဲ့လောကမှာမွေးဖွားတဲ့သားသမီးဆိုတာဘယ်နှယောက်ရှိတုံးပေါ့လက်တွေ့နဲ့ရှင်စင်စားနော်ဟောမိဘရဲ့ကျေးဇူးဆိုတာအမတမ်းမပေါ်လို့ဒီလောကကြီးကိုရောက်လာဖို့အတွက်လောကကြီးကိုအခုဆက်ဆံနိုင်ဖို့အတွက်ထုတ်လုပ်လိုက်တာက နော် မိဘပဲအဲ့ဒါမိဘကြီးကငါမိဘတွေဟာငါတို့ရဲ့တကယ်ကျေးဇူးရှင်အစ်စ်တွေပဲလို့ဒီလိုသဘောပေါက်ကြရမှာဒီတော့မိဘတွေကဒါကျေးဇူးကြီးတယ်လို့ဒီလိုအားလုံးကအတိမတ်ပြုကြပါတယ် အားလုံးကအတိမတ်ပြုတဲ့နေရာမှာထင်သာမြင်သာဖြစ်အောင်အများသိနေတာကမျက်မှောက်တောင်းနဲ့ပုံခိုင်းပြီးတော့နော်ဒီလိုပဲမိဘယေရှုမျက်မှောက်ဦးမိဘယေရှုမျက်မှောက်ဦးနဲ့နော်မျက်မှောက်တောင်းကြီးနဲ့ပုံခိုင်းတာကိုပဲအများသိနေကြပါတယ်မှတ်သားဘူးကြပါတယ်အဲတကယ်တော့ပိဋကစာပြင်မှာကတော့ဖြင့်ပုံခိုင်းတဲ့အရာဝတ္ထု၄မျိုးရှိပါတယ်ပထဝီဝေလူကံပတ္တံတဲ့မိဘရဲ့ယေရှုကိုဟောဒီဘုန်းကြီးတို့တွေမိတင်းတိုင်းနဲ့မြေကြီးနဲ့ပုံခိုင်းတယ်ဗော အဲ့ဘုန်းကြီးတို့တို့တွင်ပြည်နေထိုင်နေရတော့ဒီမြေကြီးကဘယ်တော့ဒီကျေဝန်းတော့ဘယ်တော့ဒီဒုတဲ့ခိုင်မာတော့ဆိုတာအားလုံးသိပဲအဲ့ဒါဗုဒ္ဓစာပေအရဆိုလို့နှစ်သိန်း၄000ယူဇနာရှိတယ်လို့ဒီလိုပြောပါတယ်နှစ်သိန်း၄000ယူဇနာနော်မိုင်မဟုတ်ဘူးကီလိုမီတာမဟုတ်ဘူးဒီတော့တယူဇနာကိုရေပုံရသဘောဂျင်နရယ်သဘောအနေနဲ့၁၂မိုင်လို့ဒီနှုံးနဲ့တွက်ယူရတာဖြစ်ပါတယ်ဒီတော့ နှစ်သိန်းလေးသားကိုဒါစနစ်နဲ့ညောင်းကြည့်လိုက်လို့ရှိရင်ဘယ်တော့တိရှိသွားမယ်ဆိုတဲ့အခြေအနေရမြေကြီးရဲ့အခြေအနေကိုဒါသိတာကြမှာဖြစ်ပါတယ်မြေကြီးကအဲ့ဒီလောက်ထိဒုရလည်းပဲကြီးမာတယ်ကျေလည်းကျေပြန့်နေမိဘရဲ့မေတ္တာနဲ့စာလိုက်ပြန်တဲ့အခါကျတော့အဲ့ဒီလောက်ဒုရကြီးမာကျေဝန်းတဲ့မြေကြီးဟာနော်ပထဝီဝေလူကံပတ်တံနဲ့ဝါရွက်ကလေးဝါရွက်ကလေးပမာများနောက်လို့သာအဲ့လောက်ဖြစ်သွားတယ်မိဘရဲ့ကျေးဇူးကမြေကြီးတည်းမြတ်ကြီးမာတယ်ဒုရခိုင်ငန့်တယ်လို့နော် အဲမြေကြီးနဲ့ဝါရွေးနော်ဒီလိုပုံခိုင်းတာတာဟာမိဘရဲ့ဂျေဇုအမတန်မှတော့ပေါ်လွင်တာဖြစ်ပါတယ်ဒါမြေကြီးနဲ့လည်းပုံခိုင်းနေပေါ့ဒါမြေကြီးကိုဖုန်ကြီးတို့တွေလက်တွေသုံးဆွဲနေကြတာပဲအဲ့ဒါမြေကြီးပေါ်မှာဒုတဲဆွာတယ်ခုတ်တယ်ထစ်တယ်နော်အညစ်ကြေးတွေစွန့်နေကောင်းတာတွေလည်းစွန့်နေမကောင်းတာတွေလည်းစွန့်နေမြေကြီးကဘာတုတ်ပြန်တော့ဘောဘာမှမတုတ်ပြန်ဘူးမိဘဆိုတာလည်းအဲ့ဒီသဘောပဲနော်အဲ့ဒါသားသမီးတွေ မိဘပေါ်မှာဘလောက်ပဲတုတ်ပြန်တုတ်ပြန်ဘလောက်ပဲဆူဆူမိဘတွေကတော့နော်သာသမီတည်းရဲ့ပေါ်မှာမေတ္တာပြတ်တယ်ရေလို့ရှိလို့လားမေတ္တာမပြတ်ပါဘူးအဲတချို့အဲ့ဒါကိုရသာသမီတွေမှာနည်းနည်းလေးဘာပြောရမလို့သုံးမလို့မရတဲ့သာသမီတွေပါကောင်းပါနိုင်တာပေါ့တချို့မိသားစုတွေမှာနော်အဲအဲ့လိုသုံးမလို့မရတဲ့ခါသူ့မှာသူကအားနေတယ်ပေါ့စီပွားရေးကြီးပွားရေး ဲ့တော့အားနေတဲ့သာသမီကိုတော့မှပြိပကပို့ပြီးတော့အောင်ဆိုင်သေးတယ်လေပို့ပြီးတော့အောင်ဆိုင်သေးတယ်သူမပြည့်စုံလို့အဲဟိုပုဂ္ဂိုလ်တရားတော်ဖြစ်တာပြည့်စုံနေတာပဲသူတို့တက်ကိုအာယုံဆိုင်စရာမလိုတော့ဘူးဆိုပြီးတော့မှနော်ခုနအားနေတဲ့သာသမီရဲ့အပေါ်မှာတော့မှပို့ရပို့ရတော့မှတော့အောင်ဆိုင်တဲ့သဘောရှိသေးတယ်မြေကြီးလိုပဲအဲ့ဒါမြေကြီးရဲ့ပုံမှာဘလောက်ပဲမကောင်းတာတွေတုတ်ပြန်တုတ်ပြန်မကောင်းတာတွေပြစ်ချပြစ်ချမကောင်းတာတွေအလုပ်လို့မြေကြီးကတုတ်ပြန်ချက်ဆိုတာမရှိဘူး အဲ့ဒါမိဘရဲ့ပုံမှာသားသမီးကဘလောက်ပဲဆူဆူဘလောက်ပဲຫນွေဆူဆူဆူနော်အဲ့ဒါမိဘကအဲ့သားသမီးပုံမှာမေတ္တာပြတ်တယ်ဆိုတာမရှိဘူးလို့နော်ဒီလိုဆိုလိုတဲ့အတိပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မိဘရဲ့မေတ္တာဟာမနိုင်တာလောက်အောင်အမတန်မှကြီးမားလို့အနန္တမေတ္တာ ရှင်စရင်ထဲမှာပါဝင်တဲ့ပုံကူတွေဖြစ်ပါတယ်ဒါကြောင့်မြေကြီးနဲ့ပုံခိုင်းတယ်ပေါ့အဲ့နောက်တစ်မျိုးကြတော့ပထဝီဝေလုကံပတ်တံတိနေရုဥနာဝံမိကအများသိနေတဲ့မျက်မှုတောင်းတဲ့ပုံခိုင်းတယ်ဒါသိနေကြမို့လို့မပြောတော့ဘူး ပထဝီဝလူကံပတ္တံတိနေတုဥနဝံမိကစက္ကဝါလံသူစီကရံနဲ့နောက်တတ္တိယပုံခိုင်းတာကကဘာစက်ကြဝလာကြီးနဲ့ပုံခိုင်းတယ်။ဘုန်းကြီးတို့ကတတ္တဝါတွေနေတိုင်းတဲ့ကဘာကြီးရတာနော်ဘုန်းကြီးတို့နေတဲ့ကဘာတစ်ခုသေးပဲ။ဒီလိုကဘာပေါင်းပဲဗုဒ္ဓစာပေအယအနန္တရေတွက်လို့မရအောင်တာအမတ္တမအများတဲ့နော်။ဒါကိုအခုသိမှပညာရှင်တွေအဲ့ဒီအနန္တစัจ java လာတွေကတောင်းကနန်းတော့ကိုတို့လက်ခံထားပြီ စကြဝဠာတရားတောင်းကနာတော့ရှိတယ်ဆိုတဲ့အချက်ကိုသူတို့သိမှပညာနဲ့လေ့လာလို့တွေးရှိထားတယ်ပေါ့ဒီတော့မြင့်ကွန်းဆရာတော်ဘုရားကြီးရဲ့မေတ္တာဘုကူနည်းနည်းလေးအောင်စကြည့်လိုက်တဲ့အခါမှာအရှိယာနာရှိကြသောအရှိယာနာရှိသောအနန္တတ္တဝါအနန္တစကြဝဠာတို့ဆိုတဲ့စကားနော်စကြဝဠာဆိုကဘာကိုပြောတာပဲကဘာဒီစကြဝဠာတရားရည်တွက်လို့မရအောင်အနန္တပဲတဲ့အမတန်ကျယ်ဝန်းတယ်အဲ့ဒါမိဘရဲ့မေတ္တာဟာလည်းပဲမိဘရဲ့ မေတ္တာစေတနာသာသမိတရဲ့မကောင်းတဲ့သဘာဝတွေဟာလည်းပဲဒီအနန္တစัจ java စัจ java လာဓမ္မအမတမ်းမှကျေဝွန်းတယ်လို့နော်စัจ java လာနဲ့မိဘမေတ္တာကိုပုံခိုင်းတယ်အမတမ်းမှကျေဝွန်းတဲ့ဒီစัจ java လာကြီးနဲ့မိဘရဲ့မေတ္တာနှိုင်းစာလိုက်တဲ့အခါမှာစက္ကဝါလံသူစီကရံအမတမ်းမှကျေဝွန်းလာပါတယ်ဆိုတဲ့စัจ java လာကဘာကြီးဟာအထက်တဲ့အဘူးကလေးများလောက်သာရှိပြီးတော့မှမိဘရဲ့မေတ္တာစေတနာတွေဟာစัจ java လာကဘာတမျှကျေဝွန်းတယ်လို့ ဒီလိုထင်သာမြင်သာဖြစ်အောင်စာပေပညာရှင်များကဒီလိုဖော်ပြခဲ့တာဖြစ်ပါတယ်။ဒီတော့မိဘရဲ့မေတ္တာတွေကိုစေတနာတွေကိုစကြဝဠာကဘာနဲ့ပုံခိုင်းတဲ့တတ္တိယအဲ့ဒါစရုပ်ထားကြတဲ့အခါကျတော့သမုဒ္ဒဝပါဋိကံယထာတဲ့သမုဒ္ဒရာကြီးနဲ့ပုံခိုင်းတယ်ဒါဘုန်းကြီးတို့ရဲ့ဗုဒ္ဓစာပေရတာသမုဒ္ဒရာရဲ့နာမည်တွေကအရှိသမုဒ္ဒရာအနောက်သမုဒ္ဒရာတောင်သမုဒ္ဒရာမြောက်သမုဒ္ဒရာလို့ဒီလိုပဲခေါ်သတ်မှတ်ပါတယ် တော့ဘုန်းကြီးတို့မန္တလေးနေတော့ကမန္တလေးရဲ့အခေါ်ဘောနော်အရှိပြင်းနောက်ပြင်းတောင်ပြင်းမြောက်ပြင်းဒီလိုပဲခေါ်တာအဲဒီဘက်ဘုန်းကြီးထင်ပါတယ်အဲနဝတအစူပါခေတ်လောက်လို့ထင်ပါတယ်နော်အဲရောက်လာတဲ့ခါကျတော့အဲ့ဒီတို့နံပါတ်ဒီမခေါ်တော့ဘဲနဲ့နော်မာအောင်မြို့မြတ်ချမ်းပြသာသာမြို့နဲ့စသည်အားဖြင့်တို့နံပါတ်ဒီတမျိုးတမျိုးပြောင်းသွားတာပေါ့ဒါကတော့ဒီအရက်တွေကိုပြောတာပါပဲပြီးတော့ဒါကိုကြည့်လိုက်တဲ့နံပါတ်ပေးတဲ့သဘာဝနံပါတ်ရဲ့အခြေအနေဟာ ခက်ကာလာအားလျော်စွာပြောင်းလဲတတ်တဲ့သဘောရှိတယ်ဆိုတာကိုလည်းပဲဒါသိရတယ်ပေါ့အဲ့ဒီလိုဆိုတဲ့အခါကျတော့သမုဒ္ဒရာအတွင်းကရှိတဲ့ရေဘလောက်ရှိတယ်လို့နော်ဘယ်ပညာရှင်ကရေတွက်ချင့်တွက်နိုင်လို့တော့ဘဏ္ဍာလန်ရှိတော့ဘဏ္ဍပိပါရှိတော့မချင့်တွက်နိုင်ဘူးနော်သမုဒ္ဒရာဆိုတာအမတမ်းမှကြေတာပဲဆိုကြပါစို့အဲဒီကနေထိုင်းထိုင်းကနေဂျပန်နော်ဂျပန်နေအမေရိကန်သွားတဲ့အခါကျပစိဖိတ်သမုဒ္ဒရာကြီးကိုကြောရတယ်လေ ဲ့ဖြစီဘိတ်သမုဒ္ဒရာကြီးကိုလင်းဖြတ်ပြန်တဲ့ခါမှာလင်းဖြတ်ပြန်တဲ့အချိန်မဲ6နာရီဂျိုလောက်ကြာတာပဲနေတဲ့အချိန်လားနော်ဘယ်လောက်ကြေတုံးဆိုတာအဲ့6နာရီလောက်ကြော်တဲ့6နာရီလောက်ကြော်လင်းဖြတ်ပြန်တဲ့ဒီသမုဒ္ဒရာကြီးထဲမှာဖြစီဘိတ်သမုဒ္ဒရာထဲမှာရေရရဘဏ္ဍာလန်ရှိတယ်ဘဏ္ဍပိပါရှိတယ်လို့ဘယ်သူမှပြောလို့နော်မပြောနိုင်လောက်အောင်အမတန်မှအများပြားတယ်ရေရရအမတန်များတယ်ဒုရေတွေကြီးမားတယ်လောက်ပဲပြောနိုင်တယ်ဘလောက်ရှိတယ်လို့အတိအကျပြောနိုင်တဲ့ပုဂ္ဂိုလ်ရှေ့တုန်းကလည်းမရှိခဲ့ဘူးသေးဘူးဒီခေတ်မှာလည်းပဲ မရှိဘူး။နောင်လည်းပဲရှိမှာမဟုတ်ဘူး။မြတ်စွာဘုရားကအနန္တတဲ့အပ္ပမေယရေတွက်လို့မရနိုင်လောက်အောင်တာအမတ္တမများပြားတယ်လို့သာမန်ကျင်တဲ့သဘောပဲမြတ်စွာဘုရားကတော့မိတ်တော်မူပါတယ်။ရေတွက်လို့မှမရဘူး။အဲ့ဒါကိုမိမရဲ့မေတ္တာနဲ့နှိုင်းစာလိုက်တဲ့အခါကျတော့တဲ့အခုရှေ့ဒီစက်ချရတဲ့ခွက်ထဲမှာထည့်ထားတဲ့ရေလောက်ပဲအဲ့ဒီရေတွေဟာနော်အဲ့ဒီရေပမာဏနဲ့မိဘရဲ့မေတ္တာဟာသမုဒ္ဒရာ၄စင်းအတွင်းမှာရှိတဲ့ရေပမာဏများကျယ်ဝန်းတယ်လို့ရေနှစ်ခုကိုရှင်းကြည့်ပါဘယ်လောက်ကွာတုံးဆိုတာ ပြီးတော့ပထဝီနေကြီးတည်းမြကျဲဝန်းနဲ့မိဘရဲ့မေတ္တာမြမိုးတောင်းတည်းမြခိုင်ငန်းနဲ့မိဘရဲ့မေတ္တာကဘာကြီးတည်းမြကျဲဝန်းအဲများပြားတဲ့မိဘရဲ့မေတ္တာသမုဒ္ဒရာလေးစင်းအတွင်းမှာရှိတဲ့ရည်တည်းမြနဲ့အမနာမနဲ့နဲ့ဆိုင်ဆိုင်များပြားတဲ့မိဘရဲ့မေတ္တာတွေကိုအာယုံပြုပြီးတော့ဒီကနေ့အဲသာသမီများကမိဘကျေးဇူးဆက်တဲ့အနေနဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်တာဖြစ်တဲ့အခါကျတော့ဒါမိဘကျေးဇူးဆက်တဲ့ပုံကိုယ်တွေကနဲ့ဘဝမှာဘရော့မှအောက်တန်းချတဲ့ပုံကိုမဖြစ်ဘူးနော် ဘယ်တော့မှမစင်ရဘူးအမြဲတမ်းတော့အထက်တန်းကနေရမယ်ဆိုတဲ့အချင်းဒီဒီကိုသိရှိနားလေဝမ်းမြောက်သဘောပေါက်ကြပြီတော့နောက်ပိတ်ဆုံးဘဝငြိမ်းချမ်းရေးလို့ကတဲ့စိတ်ချမ်းသာမှုတွေအပြည့်ဝရကြတဲ့အရှင်တွေဒီဟောဒီကုသိုလ်တွေကတို့တို့အတွက်လည်းပဲအထောက်ပံ့နေပြုမယ်ဆိုတာဒီကိုသိရှိနားလေဝမ်းမြောက်သဘောပေါက်ကြပြီတော့မှဒီကနေ့တိုင်အောင်ပြုလို့တဲ့ဒါနကုသိုလ်တွေစောက်တီးတဲ့သီလကုသိုလ်တွေရှုမှတ်ပွားများအထုတဲ့ဘာဝနာကုသိုလ်တွေဟာအဲ့ဒီအကျိုးတရားများရယုံမြမကတ် ဘဝငြိမ်းချမ်းရေးရရှိသည့်အခြေအနေတည်းရရှိနိုင်ကြတဲ့ကုသိုလ်တူကုသိုလ်များများ ဖြစ်နိုင်ကြပါစီကုန်သတည်းကံရစက်သွန်းအမြဝေကုသိုလ်ပွားကြရအောင်ရှင်ဖျားွယ်လွန်သူ မိခင်ကြီးဒေါ်အေးသန်းအားရည်စူး၍ဖခင်ကြီးဥကြည်စိုးအားအမှုထားကသားဖြစ်သူမောင်နိုင်လင်းစိုးနှင့်သမီးဖြစ်သူမဇာကြီးစိုးဝင်းနာပထရိုကုံမဏီလီမိတဲ့မိသားစုရန်ကုန်မြို့တို့က နေ့ယခုနိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်တို့လာရောက်၍ဖျားမှုထာတန်ဃာတော်အရှင်သူမြတ်များအားတနေ့တာဆွမ်းဆက်ကလူဒန်းချင်း63သိန်း3000ကျပ်တန်နဝကမ္မပစ္စည်းများကို ဆက်ကလူထမ်းကြပါကုန်၏အရှင်ဖုရားပင့်တန်ကားတော်ငါးပါးအားလေသင်္ကန်းများနှင့်နဝကံမအလူငွေ78သိန်း9000 9000ကျပ်တန်များကိုဆက်ကလူထမ်းကြပါကုန်၏အရှင်ဖုရားသာသနာတက္ကသိုလ်တွင် အသုံးပြုရန်သေနာသနပရိဘောဂကိုဇောနှစ်လိုက်ကိုလည်းပဲ24သိန်းကျနဝကမ္မာများအကုန်ကြခံ၍ဆက်ကလှူဒန်းကြပါကုန်၏အရှင်ဖုရားစုစုပေါင်းအလူငွေ106သိန်း9000ကျပ်တန်း နဝကံမြပစ္စည်းများဖြင့်သာသနာတော်အားပူဇော်လှူဒန်းကြပါကုန်၏အရှင်ဖရာတရဏဂုံသုံးပါးာဘာသီလပရိတ်တော်တရားတော်များကိုယုံကြည်လေးစားစွာခံယူဆောက်တည်နာကြား ပွားများကြပါကုန်၏အရှင်ဖရာယနေ့တိုင်အောင်လှူဒန်းရသောဒါနာကုသိုလ်စောက်တည်ရသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်သည်အာသောတရားလေးပါးတို့၏ကင်းရာကုန်ရာငြိမ်းရာချုပ်ရာဖြစ်သော နိဗ္ဗာန်ဤအထပ်ပအထောက်ပံ့ကောင်းဖြစ်ပါစေဖုရားကွယ်လွန်သူမိခင်ကြီးဒေါ်အေးသန်းအတွက်မှန်ပတ္တိမျိုးစုံနဲ့ပြည့်စုံရာပြည့်စုံကြောင်းအထောက်ပံ့ကောင်းဖြစ်ပါစေဖုရားဤကောင်းမှုဤအဖို့ဘာကကိုကျေးဇူးကြီးမာ မိဘနှစ်ပါးဆရာသမားများကိုအမှုထား၍32ဘုံသာတတဝါများအားအမြအမြပေးဝေးကြပါ၏လွန်ခဲ့သောနှစ်များကဘဝဓမ္မလွန်ကွယ်လွန်သွားသောအနန္တခိုင်းဝင်အနိုင်မဲ့ယေရှုရှင် မိခင်ကြီးဒေါ်အေးသန်းအားအထူးအားဖြင့်အမြအမြပေးဝေးကြပါ၏ဒေါ်အေးသန်းအားအထူးအားဖြင့်အမြအမြပေးဝေးကြပါ၏ဒေါ်အေးသန်းအားအထူးအားဖြင့်အမြအမြပေးဝေးကြပါ၏အလုံးသော တတဝါတို့သည်အမျှရရ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစီသောယူတော်မူကြပါကုန်လောတာဓုတာဓု သာဓုအလုံးကြားကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြားကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓု 나주나주